ားလုံးမင်္ဂလာပါတင်လက်ကျူဆိုပါတယ်ကျွန်တော်တို့ဒီခဏတော့ Great English Unit 3မှာပါတဲ့ Not only but also Inversion Type ရောပါအပါဝင်အတူတူလေ့လာကြည့်ကြရအောင်ကျွန်တော် channel လေးကနေ Great 10 Great 11 Great 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တက်ဆက်ပြီးတော့မှာကြောင့်မို့ Subscribe မလုပ်ရသေးရင်ကျွန်တော်ရဲ့ channel လေးကို Subscribe လုပ်ပေးဖို့ဥစွာတောင်းဆိုပါစေဒါဆိုရင်သင်ခန်းစာလေးကိုစကြရအောင် not only but also မြန်မာလိုအဓိပ္ပာယ်ကတော့ ဓမ္မက level နှုံးလေးဒီဓမ္မကဘာအောဆိုဒီ level လို့သိကြတာပေါ့ဗျာအဲ့တော့သူ့ကို when do we use it ဘယ်ခါမှသုံးမလဲ the set of pattern not only but also is used to present two qualities of a character in action or event not only but also pattern ကိုတဲ့ to present two qualities ဒီအရင်အသွေးနှစ်ခုကိုတင်ဆက်ဖို့နော်ဒီတင်ပြဖို့အတွက်သုံးပါတယ်တဲ့ဘသူတွေရဲ့အရင်အသွေးနှစ်ခုလဲဆိုရင် character လူပုဂ္ဂိုလ်လဲဖြစ်ရင်ဖြစ်မယ် an action action တစ်ခုလည်းဖြစ်ဖြစ်မဲ့ an event ဖြစ်ဖြစ်တစ်ခုရဲ့ဒါမှမဟုတ် action တစ်ခုရဲ့ဒါမှမဟုတ်လူပုဂ္ဂိုလ်တယောက်ရဲ့အကြည့်သွင်းတစ်ခုကိုတင်ဆက်ဖို့တင်ပြဖို့အတွက် not only but also ကိုသုံးပါတယ်တဲ့ It is important to consider not only the relationship between diet and nutrition but also the influence of environmental factors on them. It is important to consider ထပ်တွင်းစဉ်းစားဖို့နော်အရေးကြီးတယ်တဲ့ not only the relationship between diet and nutrition အာဟာရနဲ့ဒီအစားအစာကြားက ဆက်သွယ်ချက်ကိုသာမက the influence of environmental factors on them သူပေါ်မှာတက်ရောက်နေတဲ့ဒီပတ်ဝန်းကျင်ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရာများအကြောင်းအရာတွေရဲ့လွန်မှုမှုကိုလည်းလွန်မှုမှုကိုလည်းပဲထက်တွင်းစဉ်းစားရမယ်လို့ပြောတာ not only but also နဲ့ဆက်လိုက်တဲ့ clause တစ်ခုဒီ two qualities ဖြစ်ရမယ် put in extra emphasis extra emphasis ဆိုတာထူးထူးကဲကဲအလေးပေးပြီးတော့မှပြောချင်ရင်တော့ not only is used at the beginning of a clause clause ခုရဲ့အစမှာ not only ကိုထားသုံးလို့ရပါတယ်တဲ့ after not only not only ရဲ့အနောက်မှာကက်လက်ကက်လက်ရဲ့ comes in inversion of the order of the subject in the verb subject နဲ့ verb တို့ရဲ့အစီအစဉ်ပြောင်းပြန် not only ရဲ့အနောက်မှာလိုက်တယ်တဲ့ not only ရဲ့အနောက်မှာတော့ subject ရဲ့ verb ရဲ့အစီအစဉ်ပြောင်းပြန်လိုက်တယ်ဆိုတော့ဒါ verb subject လို့ဖြစ်သွားတာပေါ့ဗျာဒီတိုင်းဖြင့်ပြောရမယ်ဆိုရင်တော့ inversion of the order ဆိုတာက subject verb ဒီ verb subject ဖြစ်သွားတာဒီမေးခွန်းပုံစံဖြစ်သွားတာဖြစ်တယ် ဒီနေရာမှာသတိထားမှာက not only ရဲ့အနောက်မှာကပ်ပြီးတော့မှလိုက်တဲ့ syntax pattern ကို syntax order ကိုပဲ but subject လို့ပြောင်းသွားတာ but also ရဲ့အနောက်ကမပြောင်းဘူးကျွန်တော်တွေကတော့ရုပ်ထည့်ရတယ်ပေါ့နော် example လေးကိုကြည့်ကြရအောင် not only is she smart but she is also very rich rich ဒီပဲတော့အတူတူပဲသူဒီတော်ရုံတော့မကောက်ဘူးချမ်းလက်ချမ်းသာတယ်ဒီနေရာမှာ syntax pattern ဒီ not only ရဲ့အနောက်မှာကပ်ရေးသွားတာဒီ subject verb မဟုတ်ဘူး verb subject လို့ကပ်ရေးသွားတာဖြစ်တယ် but ရဲ့အနောက်မှာတော့ဒီတိုင်းပဲ but she is also very very rich ဒီနေ့မှာ also ရဲ့ထားဖို့သူပုံနေရာလေးနဲ့ပတ်သက်လို့ကျွန်တော်တွေအလို့ချက်တတ်ကြတယ် a verb to be also အပြီးမှ also main verb အလို့လေးချက်တတ်ကြတယ်ကျွန်တော်ကအလို့ချက်တာကိုအာမပြီးဘူးနည်းများလေးကြည့်ရင်သူကအလိုလိုမှတ်မိသွားတယ်ပေါ့နော်အဲ့တော့သင်ခန်းစာဒီ exercise ကိုလုပ်ကြည့်ရင်လည်းကျွန်တော်တို့ဒီအကြောင်းကိုဒီ subject နဲ့ဒီ verb ကြားမှာဒီ also ကိုဘယ်လိုထားမလဲဒီ effect တွေပေါ့နော် effect တွေကိုဘယ်လိုထားသုံးလဲဆိုတာကိုအတူတူလေ့လာကြည့်မယ်နောက်တစ်ခုကြည့်ကြအောင်လို့ not only was it polysunny polysunny ဆိုတာကတော့သိတဲ့ဘိုင်းမှာနေတာမယ်ဆိုတာနေရာကွက်ကြောက်ပြောတာနေရာကွက်ကြောက်မူတာနာနေရာကွက်ကြောက်နေပူယုံတာမကဘူးတဲ့เนาะနေရာကွက်ကြောက်လဲ but it was also polycloudy နေရာကွက်ကြောက်လဲမိုးအောင်မယ်တဲ့အဲ့တော့ ဒိတ်ဝီရီကတော့အတူတူပဲသူ့တော်ညလည်း not only ကိုအရှိမထားတာဒီ version type ဖြစ်ပြီးတော့မှ not only ကိုပုံမှန်ရေးတာကတော့ပုံမှန်ပုံမှန်ပုံစံပေါ့နော်ဒီ version ပုံစံနဲ့ရေးမယ်ဆိုရင် not only ကိုအရှိဆုံးမှထားရေးမယ်ထားရေးပြီးသူ့နောက်မှာကပ်လိုက်တာဒီ subject verb မဟုတ်ဘဲနဲ့ verb subject ပုံစံဖြစ်တယ်အနောက်ကဒီ clause ကိုတော့ verb နဲ့စစ်မယ်အပြင် subject ပုံမှန်အတိုင်းပဲ also ကိုတော့ကျွန်တော်တို့က happy verb ဆိုရင် happy verb ရဲ့အနောက်မှာကပ်လိုက်ရဲ main verb ဆိုရင် main verb ရဲ့အရှိမ also ကိုထားရပါတယ် also ဆိုတာဒီ verb ပေါ့နော် ုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ exercise လုပ်ရင်းနဲ့ပဲကျွန်တော်တို့ဒီအကြောင်းကိုဆွေးနွေးကြရအောင် join the sentences using not only and but also not only and but also ကိုအသုံးပြုပြီးဆက်ပြီးပါရတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာ2မျိုးလုံးဖြည့်ပြပါမယ်2မျိုးလုံးကိုအဲဒီ inversion type ပြီးတော့ရိုးရိုးပုံစံအောင်ပေါ့နော် number 1 who have paint the inside of the of the hall they were paint the outside of the hall ဟောကန်ရဲ့အတွင်းဘက်ကိုသူတို့စစ်တုပ်ကြမယ်အပြင်ဘက်ကိုစစ်တုပ်ကြမယ်ပုံမှန်တိုင်းရေးမယ်ဆိုရင်တော့ဒါ not only but also ကိုမတူတာတစ်ခုကို not only but also နဲ့ရေးအောင်မယ်တို့တော့ကျွန်တော်က inversion type ကိုကျွန်တော်အရင်ပြပြပါမယ်အဲ့တော့ not only but also နဲ့အရင်စရေးရမှာ inversion type ဆိုတော့ not only not only ကိုအရင်စရေးမယ်ပြီးတော့မှအရှိကဒီ were paint ဆိုတဲ့ sub verb verb subject sorry subject where pay ဆိုတဲ့ verb ကိုကျွန်တော်တို့ကမေးခွန်းပုံစံပြောင်းမယ်ဆိုတော့ where they pay လို့ပြောမှာပေါ့ဒါကြောင့်မို့ not only where they pay inside of the wall comma ခံပေးမယ်နောက်က clause ကို but နဲ့ပဲပြန်ဆက်မယ်ပြီးတော့မှ subject verb ရေးဒီလိုမျိုး where pay လို့ခေါ်တဲ့ဒီလိုမျိုး happy but နဲ့ main but နဲ့ပါတယ်ဆိုရင် also ကိုအလယ်မှာထည့်ရေးရတာပဲပြောမယ်ဆိုရင် also ဆိုတဲ့ verb ဒီ happy but ရဲ့နောက်မှာ clear လိုက်တယ်။ main verb ရဲ့နော်အရှိမနေတယ်ဒါလေးကိုသိထားရင်ရပြီကျွန်တော်တို့က ဖတ်ထန်ခြင်းကိုအလိုချင်နေကြမလို့အဲကြောင့်မို့ not clause ကိုဘတ်နဲ့ဆက်မယ်အပြင် subject လာမယ် verb လာမယ် also ကိုတော့ main verb နဲ့ရေးထားတဲ့ sentence ဆိုရင် also ကို main verb အရှိမတဲ့ happy birthday ပါတယ်ဆိုရင် happy birthday ရဲ့အနောက်မှာ cut ထည့်ယူမယ်ဒါလေးကိုသိထားရပါပြီဒါကတော့ inversion type နဲ့ရေးလိုက်တာဒီပုံမှန်အတိုင်းပဲကျွန်တော်တို့ရေးမယ်ဆိုရင် they were paint မတူတာဒီ the inside of the hall နဲ့ no the outside of the hall ပဲမတူတာဒါကြောင့်မို့ they were paint not only inside but also outside the hall outside of the wall outside of the hall ဒီနေရာမှာ inside of the hall ထည့်ရင်လည်းရပါတယ်နံပါတ်2 the circus comprises magicians and clowns magicians ဆိုတော့မြင်လဲဆရာတွေ clown ဆိုတာကတော့လူပစ်တွေပေါ့နော်လူရှင်တော်တွေလည်း comprise ဆိုတာပါဝင်တယ် it also comprises tigers and lions ဒါကိုကျွန်တော်တို့က inversion type နဲ့အရင်ရေးမယ် not only နဲ့ဆက်ရမှာစရမှာဒီနေရာမှာ not only ပြီးရင် verb subject လာမှာဆိုတော့ comprise ဆိုတာက main verb ကြီးဖြစ်တဲ့အတွက် main verb ပုံစံလုပ်မယ်ဆိုရင်ကျွန်တော်တို့က do does did ကိုကရိယာခေါ်ရမှာပေါ့အဲ့တော့ကျွန်တော်တို့က compress ဆိုတော့ဘယ်ဘက်ကိုခေါ်မလဲဆိုတော့ desk ကိုခေါ်မှာပေါ့ဗျာအဲ့တော့ not only does the circus comprise magicians and clowns ခေါ်မှာတရားကို bad နဲ့စစ်မယ် subject က subject ပဲ comprise ဒီကျွန်တော်တို့က main verb ဖြစ်တဲ့အတွက် main verb မှာတိုင်ခင်မှာ also ကိုထားလိုက်တယ်အဲ့တော့ it also comprises tigers and lions ဖြစ်ပါတယ်ပုံမှန်တိုင်းရေးမယ်ဆိုရင်မတူတာနှစ်ခုဒီကျွန်တော်တို့က magician and clowns ရယ်ဖြစ်က tigers and lions ရယ်ဒါကြောင့်မို့ the circus comprises not only magicians and clowns but also tigers and lions ဖြစ်ပါတယ်နံပါတ်3 he was sing a song at dinner party he will also dance at the dinner party အဲ့တော့သူ့ကို inversion type နဲ့ရေးမယ်ဆိုရင်ဒီ happy back ကိုရှေ့ကိုထိုးရမယ် not only where he sing a song at the dinner party ခေါ်မှာ dinner party ကိုနောက်ဆုံးမှာထိုင်းလဲရတယ်ကိစ္စမရှိဘူး soft rule တွေပါပြီးမှ back နဲ့ဆက်မယ်ပြီးမှ subject back ပဲဒီနေရာမှာကျွန်တော်တို့ကဒီပုံစံထိုင်းမရေးရမှာပေါ့လဲဆိုတော့ ောဆိုပါတီဖြစ်စေမပါတီဖြစ်စေကျွန်တော်တို့ကအောဆိုကို happy birthday မင်းပတ်ကြောင့်မှထည့်ရမှာကြောင့်မို့ he will also dance ဖြစ်ပါတယ်โอเคရိုးရိုးရေးမယ်ဆိုရင်ကမတူတာနှစ်ခုတီ sing a song at the dinner party ရဲ့ dinner party ရတော့တူတယ်ပေါ့နော် sing ရဲ့ sing ရဲ့ song ရဲ့ dance ရဲ့ပဲမတူတာဒါကြောင့်မို့ he he will not only sing a song but also dance at the dinner party ဖြစ်ပါတယ် dinner party ကလည်းနှစ်ခုဆိုတော့တစ်ခုကိုနောက်ဆုံးမှာပဲထည့်လိုက်တာပါနေရာပြပို့ဖို့ကြောင့်မို့ပါ Okay. She enjoys learning English. She also enjoys learning French. သူ့ကို inversion time နဲ့ရေးမယ်ဆိုရင်ကျွန်တော်တို့ကမေးခွန်းပုံစံပြောင်းပါဆိုတော့အခုကိရိယာခေါ်ပေးမယ်။ Does ကိုခေါ်မှာပေါ့။အဲ့တော့ not only does she enjoy learning English, comma but နဲ့ဆက်ပေးမယ်။ပြီးတော့မှ subject ပဲ she သူက enjoy ဆိုတဲ့ main verb ဖြစ်တဲ့အတွက်သူ့ရဲ့အရှိမှာပဲ also ကိုထားမယ်။ She also enjoys learning French ဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကရေးရပုံစံနဲ့ရေးမယ်ဆိုရင်မတူတာက learning English ရဲ့ ီက learning French ပဲမတူတာဒါကြောင့်မို့ she enjoys not only learning English but also learning French ဖြစ်ပါတယ် Now five The actress has long curly blonde hair blonde hair ဆိုတော့ရှည်အောင်ဆက်ပြန်ပေါ့နော် curly ဆိုတာကဆက်ပြန်ရှည်ပြန်ရှည်အောင်ဆက်ပြန်ကောက်ကောက်ရှည်လျားတော့ရှည်အောင်ဆက်ပြန်ကောက်ကောက်ကလေးရှိတယ်တဲ့ She also has lovely blue eyes ချစ်စရာကောင်းတဲ့မျက်လုံးပြပြလေးလည်းရှိတယ်တဲ့အဲ့တော့သူ့ကို inversion type နဲ့အရင်ရေးမယ်ဆိုရင် has ကိုကျွန်တော်တို့က main ကပုံစံပြောမယ်ဆိုရင် ဒုတိယ test ကိုတဲ့အကူကိရာကိုခေါ်ရမှာ has ဆိုတဲ့အတွက်ကျွန်တော်တို့က the actress ကလည်း subject ကအနေဖြစ်တဲ့အတွက် does ပေါ့ not only does the actress have long curly blonde hair ခေါ်မှာပြီးတော့မှ she ဒီညမှာဒီ main verb လည်းဟုတ်တယ် happy verb လို့ပြောလိုက်ရတယ်တော်တော်များများဒီမှာက main verb ဖြစ်တဲ့အတွက် main verb ရဲ့အရှိမပဲ also ကိုထည့်ပေးရမယ် she also has lovely blue eyes ပုံမှန်တိုင်းရေးမယ်ဆိုရင်ကမတူတာဒီ long curly blonde hair ရဲ့ lovely blue eyes ရဲ့မတူတာ ဲ့တော့ကျွန်တော်တို့ကကျွန်တော်ရဲ့ mouse ပါဖြစ်သွားတယ်လေ okay ဆင်ပြေသွားပြီအဲ့တော့ lovely blue eyes ပဲမတူတာမတူတာတစ်ခုကို not only but also နဲ့ရေးဦးမယ်ဆိုတော့ the actress has not only long curly blonde hair but also lovely blue eyes ဖြစ်ပါတယ်ဟုတ်ကဲ့တော့ဆင်ဆင်ပြေမယ်လို့ထင်တယ်စကြည့်ကြအောင်ဆို My cousins are good at playing basketball. They are good at playing volleyball as well. ဒီနေရာမှာ as well ဆိုတာမျိုးပါလာရင်ထုတ်ပြရမယ်။ ဲ့တော့ inversion type နဲ့ရေးမယ်ဆိုရင်ဒီလိုမျိုး happy back နဲ့ရေးထားရဆိုကျွန်တော်တို့ happy back ကိုရှေ့ထုတ်တာနဲ့မေးခွန်းပုံစံဖြစ်တယ်ဒါကြောင့်မို့ not only are my cousin good at playing basketball comma ပြီးရင် back နဲ့ဆက်ပြီးမယ် they are ဒီလိုမှကျွန်တော်တို့က they are happy back ဖြစ်တဲ့အတွက် happy back ရဲ့အနောက်မှာကျွန်တော်တို့က also ကိုထည့်ပေးတာ they are also good at playing volleyball ဖြစ်ပါတယ်ပုံမှန်တိုင်းရေးမယ်ဆိုရင်မတူတာသည် good at ကျွန်တော်ရဲ့ mouse က error တက်နေလို့ခဏတိခံပေးပါ โอเคပါအတိခံပေးပါခင်ဗျာကျွန်တော် mouse ကအဲ့ဒါတက်နေလို့ပါဟုတ်ကဲ့ဒီနေ့မှာမတူတာဒီမတူတာက playing basketball ရဲ့တစ်ခါက playing volleyball ရဲ့ပဲဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကဘယ်လိုကြီးမလဲ my cousin agrees not only playing basketball but also playing volleyball ဖြစ်ပါတယ် number 7 i washed my car yesterday i cut the grass in my garden yesterday သူက inversion type နဲ့ရေးမယ်ဆိုရင်ကျွန်တော်တို့ကမေးခွန်းပုံစံပြောင်းပေးမယ် wash ဆိုတဲ့အတွက်အခုကိရိယာ did ကိုခေါ်မယ် not only did i wash my car ဒီနေ့မှာဒီ tense လေးတွေပြောင်းသွားတာကိုကျွန်တော်ပြောမိဘူးဒီဒီမူရင်းဘက်ပဲလိုက်ရမယ်ပေါ့နော် not only did i wash my car yesterday but နဲ့ဆက်မယ်ပြီးတော့မှ subject ပဲ also ဆိုတာကကျွန်တော်တို့ကဒီမှာ main verb နဲ့ရေးထားတဲ့အတွက် main verb ရဲ့ရှေ့မှာထည့်ပေးရမှာအဲ့တော့ but i also cut the grass in my garden ဖြစ်ပါတယ်သူ့ကိုပုံမှန်တိုင်းရေးမယ်ဆိုရင်ကအကုန်လုံးမတူဘူးဗျနော် yesterday တခုပဲတူတာ yesterday တခုပဲတူတာမတူတာက Uh, I wash my car and cut the grass I'm do I not only wash my car but also cut the grass in my garden yesterday okay my my brother can speak Spanish word my sister can speak Spanish word hello do a version type that you miss happy back with you to you not only can my brother speak Spanish word comma subject ပဲ my sister also the happy birthday အနောက်မှာကလေးလိုက်ရမှာ can also speak spanish well ဖြစ်ပါတယ်ပုံမှန်တိုင်းရေးမယ်ဆိုရင်ကမတူတာဒီ my brother နဲ့ my sister နဲ့ပဲမတူတာကျွန်တော်အားလုံးတူတယ်အဲ့တော့ဘယ်လိုရေးမလဲ not only my brother ကျွန်တော်ဒီမှာ mind ကျန်သွားတယ် not only my brother but also my sister can speak spanish well ဖြစ်ပါတယ် number 9 he likes to do exercise at the gym he likes to go jogging in the park ဂျင်မာတဲ့သူဆက်ဆက်လောက်ရတာလည်းသူသဘောကျတယ်ပြီးတော့ပန်းညံထဲမှာဂျိုကင်ခပ်ပြီးပြီးလေးပြေးရတာကိုလည်းသူသဘောကျတယ်တဲ့အဲ့တော့ inversion type နဲ့ရေးမယ်ဆိုရင်မျိုးကွန်းပုံစံပြောင်းဖို့က desk ကိုခေါ်ရမယ် not only does he like to do exercise at the gym comma but ဆက်ပြီးမယ် subject ပြီးမှ also ဒီကျွန်တော်တို့က main verb ရဲ့အရှိမပဲရှိရမှာ but he also likes to jogging in the park ဖြစ်တယ်ပုံမှန်တိုင်းရေးမယ်ဆိုရင်ကသူကဒီစာကြောင်းကနှစ်ခုလုံးမတူဘူးเนาะ အဲ့တော့သူကဘာမတူရလဲဆိုတော့ he likes to be တူတယ်အဲ့တော့ he likes not only to do exercise at the gym but also to go jogging in the park ဖြစ်ပါတယ်နံပါတ်10 it was raining heavily the wind was blowing hard စာကြောင်းကနောက်ကြောင်းလုံးမတူဘူးကျွန်တော်တို့ကဘယ်လိုရေးမလဲ inversion type နဲ့ရေးမယ်ဆိုရင် happy back ကိုရှေ့ကိုထိုးရုံပဲ not only was it raining heavily comma ပြီးတော့မှ but နဲ့ဆက်ပေးမယ်ပြီးတော့မှ the wind happy back ဖြစ်တဲ့အတွက် happy back ရဲ့ကလေးရေးမယ်။ happy back ရဲ့ main back ကိုပိုင်ကြားထဲမှာပေါ့ဗျာအဲ့လိုပြောလဲရရတယ်။ was blowing also blowing hard ဖြစ်ပါတယ်သူကိုပုံမှန်တိုင်းရေးမယ်ဆိုရင်ငါစာကြောင်းကနေအကြောင်းလုံးမတူတဲ့အတွက် not only it was raining heavily but also the wind was blowing hard ဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်တော့အားလုံးစီမံသွားလိုက်မယ်လို့ထင်တယ်အစမပြည်သူများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါအစမပြည်သူများကိုလည်းအဲကျွန်တော်ရဲ့ mouse error တက်တာကိုလည်းကျွန်တော်တောင်းပန်ပါတယ်အဲ့တော့အပမ်းမကြည့်ရင်ကျွန်တော် channel လေးကို subscribe လုပ်ပေးဖို့တောင်းပန်ပါရစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင် bye bye